ဒီနောက်ပေါင်း30နောက်ပေါင်း9နောက်ပေါင်း8နောက်ပေါင်း9တို့သူ၄ချက်ရိုက်တာ30 9 8 9ကသူကဘယ်မှာ live လုပ်လဲဆိုတော့ကျွန်တော်တို့ဒီမှာ live ရှိတယ်နော်ဒီ30အကြောင်းမလို့ဒီ3လုံး30တယ်ဒီ3လုံးပေါင်း9အကြောင်းမလို့နော်နောက်ထောင်3လုံးပေါင်း9တယ်ဒီ2လုံးပေါင်း8အကြောင်းမလို့နော်နောက်ထောင်3လုံးပေါင်း8တယ်နော်ဒီနောက်ပေါင်း9အကြောင်းမလို့နောက်ထောင်3လုံးပေါင်း9လို့သူကစားခဲ့တယ်ပေါ့ เนาะဆရာကြီးပါကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများလို့အဲ့ဒီမှာသူကဒီ36ရှစ်ခွန်ဘယ်မှာလုပ်ငန်းလုပ်ထားလဲဆိုတော့ဆရာကြီးပါเนาะဒါအ мян နဲ့ကျွန်တော်ပြပြတာပေါ့เนาะ line chain နေရာလည်းမကောင်းဘူးဗျ line နေရာเนาะအဲ့36ရှစ်ခွန်ကဒီ3လုံး30တဲ့เนาะဒီ3လုံး30လို့သူရန်ခင်းထားတယ်နောက်ကျွန်တော်တို့ဒီ3လုံး9တဲ့ဒီ3လုံးပြန်9တဲ့ပေါ့နောက်ဒီ3လုံး8တဲ့ဒီ3လုံးပြန်8တဲ့ ီ3လုံးခွန်လေဒီ3လုံးပြန်ခွန်လေပေါ့เนาะ तू อ่ะဒီ16ရှစ်ခွန်မဲ့ तू ပြန်ရှင်းထားတယ်ဒီလိုင်းอ่ะပေါ့เนาะဒီလိုင်းอ่ะပေါ့ခဏတစ်ဆိုင်ကအကုန်လုံးတော့ပြလို့မရဘူးဗျလိုင်းချီနေအားအကြောင်းမလို့เนาะကျွန်တော်ကဘယ်လိုခွန်မလဲဒီဖြက်ဖြက်ပြရတာပေါ့ဗျာเนาะအဲ့ဒီမှာ तू လှုပ်ထတာက तू ဘက်ပြန်ကလန်ပြီးတော့ပြန်ရိုက်ထားတယ်ဗျเนาะသိချင်ပါเนาะ तू อ่ะ ပြန်လှန်ရိုက်ချင်တာပေါ့ဒီ36ရှစ်ခွန်ဒီခွန်အောင်ပဲပြန်စကျင်တာခွန်အောင်ပဲပြန်စကျင်တာဆိုတော့ကျွန်တော်တို့ဒီမှာသူလှုပ်ထားတယ်ပေါ့နော်ဒီဗရိတ်နှစ်ခုပေါင်းနော်ခဏလေးနော်ပြပါနော်ဒီပရိတ်နှစ်ခုပေါင်းသူက6လို့ရိုက်တယ်နော်ဒီပရိတ်နှစ်ခုပေါင်း6လို့ရိုက်ထားတယ်သူ6လို့ရိုက်ထားတဲ့ဒီဒီမှာကသူကနှလုံးပေါင်း 6လို့လည်းသူကပြန်ထည့်ထားเนาะ3ပိတ်နဲ့3ပိတ်ဒီနှလုံးပေါင်း6ចောင်းမလို့သူ့ရဲ့ဒီဘက်နှစ်မှာသူကဗရိတ်နှစ်ခုပေါင်း6ဆိုပြီးရိုက်ထားတယ်ပေါ့เนาะဗရိတ်နှစ်ခုပေါင်း6လို့ရိုက်ထားတဲ့ဟာကကျွန်တော်တို့ဒီမှာက368ဒီ368ကို6ထိုင်တဲ့ပေါင်းဒီ line เนี่ยဒါကျွန်တော်ထုတ်ခဲ့တဲ့ line เนี่ยဒါအကူတွေမှတ်မိပါတယ်เนาะဒါ เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီကိုးထိုင်နဲ့ပေါင်းတဲ့ဒီကိုးငါးခွန်ဒီเนาะသူ့ရဲ့ဒီဘက်နှစ်မှာပေါ့เนาะကျွန်တော်တို့သူကကိုးငါးခွန်ငါးကိုးခွန်လို့သူလိုက်ခဲ့တယ်เนาะဒါတွေကမွေးကနန်းနေကျွန်တော်ဒါเนาะကျွန်တော်ကိုးတိုင်းနှိုက်ကိုကလည်းကျွန်တော်ပောက်ခဲ့တယ်ဒါအားလုံးလည်းเนาะဒါအရင်ကမနစ်ကကျွန်တော်ဒီ2022ကเนาะအကူတွေဒါအားလုံးသိတယ်เนาะဒီ2021เนาะကျွန်တော်တို့ဒီ ငါတစ်ခုံတော့လည်းဒါเนาะအလုံးရကြတယ်เนาะဒီ2022ကျွန်တော်တို့ဒီ9ကိုခုံတော့လည်းဒါအလုံးရကြတယ်เนาะဒါကျွန်တော်ကိုယ်တိုင်၌ကောဒါကျွန်တော်ရလဲရခဲ့တယ်เนาะမိတ်ဆွေများတို့လည်းဒါကျွန်တော်ပြီးခဲ့တယ်ပေါ့ကျွန်တော်ရမန်ပါလေးကိုเนาะအလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအလုံးဒီမှာ तू ကလှုပ်လာတယ်ဒီ368ကို9ထိုင်နဲ့ပေါင်း9ထိုင်နဲ့ပေါင်းလိုက်တဲ့9ခုံကသူ့ရဲ့နောက်နှစ်မှာထွက်တယ်เนาะသူ့ရဲ့နောက်နှစ်မှာထွက်တယ် သူထွက်လိုက်တာတဲ့ဒီပရိတ်နှစ်ခုပေါင်း6เนาะပရိတ်နှစ်ခုပေါင်း6လဲဖြစ်ထားတယ်เนาะဒီပရိတ်ကเนาะဒီပရိတ်၄ရလဲဒီမှာပရိတ်၄လို့လဲသူကရိုက်ထားတယ်တခြားကြည့်เนาะဒါဘက်ပြန်သွားတဲ့ line မလို့ပရိတ်၄ရလဲပရိတ်၄လို့ဒီမှာရိုက်ခဲ့တယ်အဲ့လိုရိုက်လိုက်တာနဲ့ကျွန်တော်တို့သူ6လို့ပရိတ်နှစ်ခုပေါင်း6လို့ရိုက်ထားတဲ့เนาะဒီ3ည9 3 3ည9 3ကဘယ်မှာလိုက်လဲဆိုတော့ခုကျွန်တော်တို့2025မှာ3 3ည9လို့လိုက်ခဲ့တယ်ဗျာ 3396လို့လိုက်ခဲ့တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ပဋိဒိန်းတစ်ခုပေါင်း6လို့ဖြစ်တယ်နော်6ပဋိဒိန်းနဲ့10ပဋိဒိန်းနဲ့ပဋိဒိန်းတစ်ခုပေါင်း6လို့ဖြစ်တယ်သူ6လို့ဖြစ်တိုက်တာနဲ့ဟိုထပ်မှလည်း तू อ่ะနော်ဒီ3လုံးပေါင်း8နော်ဒီ3လုံးပေါင်း8လို့ရိုက်လိုက်တာနဲ့သူ့ရဲ့အောက်မှာပဋိဒိန်းတစ်ခုပေါင်း6လို့ရိုက်တယ်နော်ပဋိဒိန်းတစ်ခုပေါင်း6လို့နော်ရိုက်တယ်ပဋိဒိန်းတစ်ခုပေါင်း နော်6လူရိုက်တယ်ဒီပဋိညကူပေါင်း6ပဋိည10ပဋိညပဋိညကူပေါင်း6လူရိုက်တယ်ဟိုထက်မှလည်း तू ကနှလုံးပေါင်း6လူရိုက်ခဲ့တယ်နော်နှလုံးပေါင်း6လူရိုက်လိုက်တာနဲ့ तू ကဒီပဋိညကူပေါင်း6ရဲ့အောက်မှာကျွန်တော်တို့ဒီ၃ည8ပေါ့နော်ဒီ6ည8ပေါ့6ည8ကို9ထိုင်တဲ့ပေါင်း9တစ်ခွန်နော်အဲ့9တစ်ခွန်လဲသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့မတစ်ခွန်လို့သူလိုက်ခဲ့တယ် เนาะมวยกันอันนี้เนี่ยดีไลน์มากระเดะကျွန်တော်စရတယ်เนาะကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့အကုန်လုံးမန်ပါတွေရောပါတွေရောအကုန်လုံးညခဲ့တယ်အဲ့လိုရိုက်လိုက်တာအဲ့လိုလိုက်လိုက်တာเนี่ย तू อ่ะဒီသုံးလုံးပေါင်း၈เนาะဒီသုံးလုံးပေါင်း၈လို့ရိုက်လိုက်တယ်သူ့အောက်မှာပထင်းတစ်ခုပေါင်း6လို့ဖြစ်တယ်ဟိုထက်မှလည်းနှလုံးပေါင်း6လို့ရိုက်ခဲ့တယ်နှလုံးပေါင်း6လို့ရိုက်ခဲ့တဲ့ဒီ तू อ่ะဒီပဋိတ်เนาะ6နှစ်ချောင်းနေရှိเนาะပရိတ်6အဲ့ပရိတ်6ကလည်းဒီမှာ तू อ่ะပရိတ်လေးပရိတ်လေးရဲ့ဘေးမှာเนาะ तू ကလည်း ပရိတ်လေးရဲ့ဘေးမှာ6ပရိတ်လို့ပြန်လိုက်ခဲ့တယ်။အဲ့လို6ပရိတ်လို့လိုက်ထားလို့နော်သူကဒီကနန်းပေါ့နော်ကျွန်တော်တို့ဒီသုံးလုံးပေါင်း၈ဒီသုံးလုံးပေါင်း၈ရဲ့အောက်ကနော်ဒီ1 3 5ကကျွန်တော်တို့ဒီမှာလဲသူကလိုက်ပူထားတယ်ပေါ့เนาะ3 9 3 1 3 5လို့လိုက်ပူတယ်လို့ဒီ2025တုန်းကလိုက်ပူထားတယ်ဗျလိုက်ကြထားတယ်ဒီမှာလဲအဲ့လိုပဲကျွန်တော်တို့ ီသုံးလုံးပေါင်း၉တယ်ဒီသုံးလုံးပေါင်းပြန်၉တယ်သူ၉လို့လောက်ထားတဲ့ဒီ၃တုံည၃နဲ့နော်၅လေး၁နဲ့ပဒိန်းတစ်ခုပေါင်း၆လို့ရိုက်ထားတယ်နော်ပဒိန်းတစ်ခုပေါင်း၆လို့ရိုက်ထားတယ်၉ထိုင်နဲ့ပေါင်းလိုက်တဲ့ဒီ430ပေါ့နော်430လည်းသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့4တုံည3လို့သူလိုက်ခဲ့တယ်နော်4တုံည3လို့လိုက်ခဲ့တယ်သူလိုက်တယ်လို့ပဲကျွန်တော်တို့ဒီပဒိန်းတစ်ခုပေါင်းနော်ဒီ3လုံးပေါင်း9ဒီ ကိုးလို့လှုပ်ထားတဲ့အောက်ကနော်ဒီပတိန်းနှုတ်ပေါင်း6တဲ့သူ6လို့ဖြစ်ထားတဲ့ဒီကိုးထိုင်တဲ့နော်ဒီ9လေးတစ်ကိုနော်ကိုးထိုင်တဲ့ပေါင်းကျွန်တော်တို့ကိုးထိုင်တဲ့ပေါင်းထားတဲ့ဒီ430ရယ်လေဒီမှာလိုက်ခဲ့ပြီပေါ့နော်လိုက်ခဲ့ပြီသူကအဲ့ဒီမှာသူလှုပ်ထားတဲ့ပေါ့နော်သူလှုပ်ထားတဲ့ပတိန်းနှုတ်ပေါင်း6လို့ဖြစ်ထားတဲ့哦。Oh. ပဋိဒိဋ္ဌိကုမောင်6လို့ဖြစ်ထားတဲ့ဒီ3တုံညာ3ပေါ့နော်3တုံညာ3 3တုံညာ3ကျွန်တော်ဒီမှာ3ညာ93 235 3တုံညာ3လို့သူထည့်ထားတယ်ပေါ့နော်ပဋိဒိဋ္ဌိကုမောင်6လည်းဖြစ်တယ်9ထိုင်တဲ့ပေါင်းတဲ့ဒီ430လည်းဒီမှာလိုက်ခဲ့ပြီပေါ့နော်အဲ့ဒီမှာသူထက်ပြီးတော့နော်ဆက်ထွက်အောင်မယ်ဆိုလို့ရှိရင်ပေါ့ဒီမှာကျွန်တော်တို့3တုံညာ3လို့နော်အာလို့ဒီ7ချိန်မှာလိုက် မယ်ဆိုရင်ပေါ့နော်အဲ့ဒီမှာဒီ line ကပဲဆက်ပြီးမှ3 3 3လို့ကြာခဲ့လို့ရှင်ဒီ3လုံးပေါင်း30ဒီ3လုံးပေါင်း30လို့ဖြစ်ထားတဲ့သူ့အောက်က6 4ဒီ6 4ရဲ့လည်းပဋိဌာန်ခုပေါင်း6လို့ဖြစ်တဲ့6ထိုင်းနဲ့ပေါင်းထားတဲ့ကျွန်တော်တို့ဒီ9 6ကလည်းသူ့ရဲ့နောက်နှစ်မှာနော်သူကလိုက်ထားတယ်ကြနော်9 65လို့လိုက်ထားတယ်နော်9 65လို့လိုက်ထားတဲ့ဒီပဋိဌာန်ခုပေါင်း6လို့လည်းဖြစ်တယ်နော် ပဒိန်းတစ်ခုပေါင်း6လို့ဖြစ်ထားတဲ့ပဒိန်းတစ်ခုပေါင်း6လို့လည်းဖြစ်ထားတယ်အဲ့6ကလည်းဒီထက်မှာကျွန်တော်တို့နှလုံးပေါင်း6လို့လည်းသူကရိုက်ခဲ့တယ်ခဏဆိုင်ပြရင်လည်းကြောကုန်တာလည်းသူနော်နှလုံးပေါင်း6လို့လည်းရိုက်ခဲ့တယ်အဲ့လိုနှလုံးပေါင်း6လို့ရိုက်လို့လည်းပဒိန်းတစ်ခုပေါင်း6လို့ဖြစ်တယ်ဒီသုံးလုံးပေါင်း10ဒီသုံးလုံးပေါင်း10လို့ဖြစ်ထားတဲ့သူ့အောက်က6နှစ်4 6နှစ်4ကလည်းသူက လိုက်ချင်းတယ်ပေါ့နော်ဦးနှစ်လေးကလည်းသူကဒီ12ကြိမ်ပါပေါ့နော်ဒီ3 3ည3လို့ကြာခဲ့လို့ရှင်12ကြိမ်ပါဦးနှစ်လေးလို့ထည့်စေချင်တာပေါ့နော်ဦးနှစ်လေးလို့သူကဆက်ပေးချင်းတယ်ဗျနော်3ည9 3 235 3 3ည3 9နှစ်လေးလို့နော်ဒီမှာလည်းကတ်ထွက်တာတယ်သူကတ်ထွက်ဖို့ကလည်းဒီကကျွန်တော်တို့ဗတိန်းနှစ်ခုပေါင်း6လို့ချစ်ထားတဲ့ နော်ပရိတ်တရားပေါ့နော်ရှစ်6ခွန်နော်မာလီတ6နှစ်ရှစ်3ည6ရှစ်အဲ့ပရိတ်တရားကျွန်တော်တို့4ပရိတ်6ပရိတ်နော်10ပရိတ်10ပရိတ်အဲ့ဓာတွေကကျွန်တော်တို့ဒီမှာသူကလာထည့်ထားတယ်ပေါ့နော်ဒီမှာလာထည့်ထားတယ်။ဘာလို့လာထည့်လာလဲ။စီထည့်ထားလို့ပေါ့နော်။လေးပရိတ်နော်။ဒီကကျွန်တော်တို့3.68လေးပရိတ်ကြောင့်မလို့ဒီမှာလေးပရိတ်လို့စီထည့်ထားတယ်ပေါ့ เนาะဒီမှာကျွန်တော်တို့6နှစ်ရှိ6ပရိတ်လို့ဟိုကလည်း6ပရိတ်လို့စီထည့်ထားတယ်ပေါ့ဒီမှာလည်းကျွန်တော်တို့5လေး10ပရိတ်လို့10ပရိတ်လို့သူကစီထည့်ထားတယ်เนาะဒီမှာလည်းကျွန်တော်တို့တစ်ပရိတ်အဲ့တစ်ပရိတ်ကပဲတစ်ပရိတ်လို့စီထည့်ထားတယ်ဗျအဲ့လိုစီထည့်လို့လည်းဒီမှာကျွန်တော်တို့ကเนาะဒီကနန်းတွေကိုเนาะ393เนาะ3396လို့ဒီမှာ light စီနေတယ် ဒီမှာကျွန်တော်တို့2395เนาะ2395352လို့စီနေတယ်ဗျကျွန်တော်တို့ဒီမှာ333ကတော့เนาะ333အာပေါ့ဗျာเนาะအခု set တစ်ချိန်ရတော့ဒါကြိုပြလိုက်တာပေါ့เนาะเนาะကြိုပြလိုက်တာပါเนาะဒီမှာကျွန်တော်တို့သူစီထည့်ထားတယ်လို့เนาะ924เนาะ924เนาะဒီ set တစ်ချိန်မှာအာပေါ့ เนาะအားလုံးရှင်စေသားရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒါကတော့ကြိုပြလိုက်တာပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးသူသွားတာတော့၄ခက်စီသွားတာဒီပွဲမှာเนาะ3 3ည3အာเนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီချက်ကြီးပါเนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးရှေးပေါင်း30နောက်ပေါင်း30နောက်ပေါင်း9နောက်ပေါင်း10နောက်ပေါင်း9အဲ့30 9 10ခွန်ကเนาะဒီ3လုံး30ဒီ3လုံး9ဒီ3လုံး10ဒီ3လုံး9လို့သူ့နှစ်ထဲမှာပြန်စီတယ် အဲ့လိုစီလိုက်တာနဲ့ဒီမှာလဲသူကဒီ30ကြောင်းမလို့ဒီ3လုံး30တယ်ဒီ3လုံး30တယ်ဒီ9ကြောင်းမလို့ဒီ3လုံး9တယ်ဒီ3လုံး9တယ်ဒီ8ကြောင်းမလို့နော်ဒီ3လုံး8တယ်ဒီ3လုံး8တယ်နော်ဒီ9ကြောင်းမလို့ဒီ3လုံး9တယ်ဒီ3လုံး9တယ်အဲ့လိုပြီးလိုက်တာနဲ့သူ့ရဲ့အောက်မှာလှုပ်ထားတဲ့ဟာတွေကကျွန်တော်တို့နော်ဒီပရင်းကူပေါင်း6တယ်အဲ့6ကနှလုံးပေါင်း6တယ်နော်နှလုံးပေါင်း6ပြီးမှ နော်ဒီပဋိလေးကနော်ပဋိလေးလို့စီပြီးမှနော်3ည9တုံးက3တုံးည9လို့သူထည့်ထားတယ်ပေါ့ပထမတက်ကနေတယ်နော်ဒီမှာလည်းအဲ့လိုပဲဒီ3လုံးပေါင်း8ဒီ3လုံးပေါင်း8လို့ထည့်လိုက်တယ်နဲ့ဒီပဋိနှစ်ခုပေါင်း6လို့ရိုက်တယ်အဲ့ပဋိနှစ်ခုပေါင်း6ကလည်းနှလုံးပေါင်း6လို့ရိုက်တယ်နော်နှလုံးပေါင်း6လို့ရိုက်ထားတဲ့ဟာတွေကလည်းနော် သူ့အောင်မှာကိုးထိုင်တော့ပေါင်းလိုက်တဲ့ခဏကလည်းဒီမှာထည့်ထားတယ်နော်အဲ့လိုထည့်လိုက်တာနဲ့သူစီလိုက်တဲ့နော်ဒီ1 3 5ကနော်ဒီ6နှစ်8နော်ဗတိ6ကလည်းဒီမှာစီတယ်လို့နော်ကျွန်တော်တို့ဒီမှာလည်း1 3 5ဒီမှာစီတာပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီမှာလည်းဒီသုံးလုံးပေါင်း9ဒီသုံးလုံးပေါင်း9လို့ထည့်ထားတဲ့ဗတိနှစ်ခုပေါင်း6အဲ့6ကလည်း ီမှာသူကထက်6ခဲ့ပြီနှလုံးပေါင်း6ခဲ့ပြီနှစ်နဲ့4နဲ့နော်နှစ်ထိတ်နဲ့4ပိတ်နဲ့နှလုံးပေါင်း6ခဲ့တယ်ပေါ့နော်ဒီဗရိတ်နှုတ်ကပေါင်း6မလို့ဒီမှာလဲကျွန်တော်တို့6ထိုင်နဲ့ပေါင်းထားတဲ့ဒီဘက်နှစ်မှာလဲသူကလိုက်ခဲ့တယ်ပေါ့နော်4 3 3လို့လိုက်ခဲ့တယ်အဲ့လို4 3 3လို့လိုက်ခဲ့ပြီဒီကျွန်တော်တို့ဒီ9 1ဆိုတဲ့ဗရိတ်တက်ဆေကလည်းဒီမှာစီခဲ့ပြီပြီသူစီလို့ပဲကျွန်တော်တို့ဒီ3 3 3က3 3 3လို့စီထည့်နိုင်တယ်ဗျ เนาะခု7ချိန်มาပေါ့ဒီ7ချိန်ကြောက်တော့လေဒီမှာ तू อ่ะပဋိညခုပေါင်း6လို့ထပ်ဖြစ်ထားတယ်ဒီ3လုံးပေါင်း10ဒီ3လုံးပေါင်း10လို့လည်းဖြစ်တယ်ပဋိညခုပေါင်း6လို့လည်းဖြစ်ထားတယ်အဲ့ပဋိညခုပေါင်း6ကို तू อ่ะ2လုံးပေါင်း6လို့လည်းဒီထပ်มาစီထားတယ်အဲ့လိုစီထားတော့လေ तू อ่ะဒီပဋိညခုပေါင်း6လို့ဖြစ်ထားတယ်ဒီတိပဋိကလည်းတိပဋိကဒီမှာစီထားတယ် तू ကိုးထိုင်နေပေါင်းထားတယ်เนาะခွန်5 6ကလည်းသူ့ရဲ့နောက်နှစ်မှာ 96လို့လိုက်ထားတယ်ဗျအဲ့လိုလိုက်လိုက်တာ ਨੇ သူစီထားတဲ့เนาะကျွန်တော်တို့ဒီတစ်ပတိတ်ကတစ်ပတိတ်လို့เนาะဒီမှာလိုက်ပြီးတော့စီထားတယ်ပေါ့အဲ့လိုစီထားတဲ့သူ့ရဲ့ဇောင်းကဏ္ဍက9နှစ်လေးအဲ့9နှစ်လေးလည်းလိုက်စီမဲ့ဆိုလို့12ကြိမ်ကဏ္ဍပေါ့เนาะ9နှစ်လေးเนาะအာပေါ့အာလို့ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးသူစီထည့်မဲ့ဆိုရင်ပေါ့เนาะ